မင်္ဂလာပါရှင်ဘောတော်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာမလ20ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခဲခဲမှုကြောင့် NASA ကနေတိုင်းဒါလက်နဲ့ကအဖွဲ့ရိဟာယာယီအပြစ်ခတ်ရက်စဲမယ်လို့ကြေညာခဲ့ပါတယ်ဒါပေမဲ့တိုင်းဒါလန်နဲ့ကအဖွဲ့ရီနဲ့ PDF အဖွဲ့ရီကအပြည့်ကရစရေးတင်ညာခဲ့ပေမဲ့ နာဆာကတက်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့သိရပါတယ်။ရုဒံပိုင်းထဲမှာတော့အပြစ်ကရက်စရေးတင်ညာထားတဲ့ရခလနဲ့ကအဖွဲအေးအပါဝင်တိုင်းသားလနဲ့ကအဖွဲရိယာအပြောနဲ့အလုတ်ညီခဲ့သလားအပြစ်ကရက်စရေးကိုချိုးပေါက်ခဲ့သလားဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like share တွေလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်မြန်မာနိုင်ငံမှာအင်အားပြေငန်လျင်လှုပ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနော် ။ဒလင်ဘေးကူညီကယ်ဆယ်ရေးလုံဆောင်နေမှုတွေကိုအခွင့်အကောင်းရှုပ်ပြီးတော့ဒိုင်းနာလင်နဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာပြည်သူတွေရဲ့မျက်နှာကို ထောက်ရှုမှုမရှိဘဲစီးရဲနဲ့နိုင်ငံရေးအမျက်ထုတ်ဖို့ပုံမကြိုးပမ်းလာနေတယ်လို့သိရပါဗျာ။မြန်မာနိုင်ငံမှာမလ20ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်နာဆာကတံပြန်တိုက်ခိုက်မှုတွေရှော့ချခဲ့တယ်လို့အပြည့်ကရက်စရီတင်ညာချက်တွေလည်းထုတ်ပြန်ခဲ့ပါဗျာ။နာဆာကကအေဗီလာ22ရက်နေ့အထိ အပြစ်ကရက်စဲထားမဲ့ဒီညာချက်တဲမှာတိုင်းသားလည်းနဲ့ကအဖွဲရီနဲ့တခြားလည်းနဲ့ကအဖွဲရီအနေနဲ့အများပြည်သူသွာလာအသုံးပြုလျက်ရှိရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ရှက်တိုက်ခိုက်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေကိုတိုက်ခိုက်ခြင်းတပ်ဌာနချုပ်တွေကိုနှောက်ရှက်တိုက်ခိုက်ခြင်းတွေ ငင်းကြေးကို ထိခိုက်ပျက်စီးစေမဲ့အင်အားစုဆောင်ခြင်းပြင်းစင်စုဖွဲ့ခြင်းနယ်မြေချက်ထွင်ခြင်းတွေကိုမပြုတ်ဖို့တောင်းဆိုထားပြီးရောအဲလိုဆောင်ရွက်မှုမရှိပါကပြည်သူလူထုကိုကာကွယ်တော်အပြင်လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကို ဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။နာဆက်ကနေတူ NUG အဖွဲ့ကကြံလနဲ့ကအဖွဲ့ KIA နဲ့ရခိုင်လနဲ့ကအဖွဲ့ AA အဖွဲ့အပါအဝင်ဒိုင်းသားလနဲ့ကအဖွဲ့တွေကလည်း အပြည့်ခက်ရက်စဲမယ်ဆိုတဲ့ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့တိုင်းသားလည်းနဲ့က အဖွဲ့ရီနဲ့ PDF အဖွဲ့ရီရဲ့ထုတ်ပြန်ချက်တွေဟာနိုင်ငံတကာနဲ့ပြည်သူတွေကိုလိမ့်လဲလှည့်စားဖို့ဟန်ပြကြေညာချက်တွေသာဖြစ်ခဲ့တယ်ဆိုတာ၎င်းတို့ရဲ့လောက်ရတွေကတက်တည်ပြနေပါတယ်။ဘာကြောင့်လဲဆိုရင်ရကလည်းနဲ့ကအဖွဲ့ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရီဟာသတင်းထုတ်ပြန်ပြီးတရက်အကြာဖြစ်တဲ့ဧပြီလ2ရက်နေ့မှာဘကုန်းနဲ့ရခိုင်အဆက်ရှိ ရောင်ချိုးစကန်ကိုအင်အားသုံးတိုက်ခိုက်ခဲ့တယ်လို့ကရပြည်နယ်မှာလည်းကရလင်းနယ်ကအဖွဲ့တွေကနာဆာကတက်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ PDF အဖွဲ့တွေကလည်းလုံခြုံရေးအဖွဲ့တွေကိုခြုံကိုတိုက်ခိုက်တာပြီးလုံဆောင်ခဲ့တယ်လို့နာဆာကကိုစန့်ကျင်နေတဲ့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေကသိရပါတယ်။နာဆာကကိုစန့်ကျင်နေတဲ့မီဒီယာတချို့တွေရဲ့ဖော်ပြချက်တဲမှာ PDF အဖွဲ့တွေအပါအဝင် နာဆာကကိုစန့်ကျင်နေတဲ့လက်နက်ကောင်အဖွဲ့တွေဟာစကိုင်းတိုင်းအထက်ပိုင်းကတ္တာခရိုင်အတွင်းရှိ ကချင်ပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အင်းတော်မြို့ကိုအေဗီလာအတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ချင်းလက်နဲ့ကအဖွဲဖြစ်တဲ့ချင်းညီနောင်အဖွဲဟာချင်းပြည်နယ်ဖလန်းမြို့ကနာဆာကရဲ့ချင်းလျင်တက်ရင်ခလာရ268ကိုတိုက်ခိုက်ခဲ့လို့ဖော်ပြထားပါတယ်။ NUG လျောက်ခံ PDF အဖွဲရီဟာလည်းပြီးခဲ့တဲ့အေဗီလာ3ရက်နေ့ကစေတုတ္တရာမြို့နယ်အော်ဝေါ်ကြီးွာနယ်မန်တက်ကိုင်းကြီးွာအကြားမှာ ပြည်သူတွေလိုက်ပါလာတဲ့ကားကိုမိုင်းဆွေးတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ရာပြည်သူလေးဦးသေဆုံးခဲ့လို့သိရပါတယ်။ငလျင်တန်းကြောင့်တနိုင်ငံလုံးဝန်ထဲစင်ပကဖြစ်နေချိန်မှာနာဆာကဘက်ကအပြစ်ကတ်ရက်စဲထားမှုနဲ့အတူနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေချိန်မှာဒိုင်းသားလန်နဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေကတော့နာဆာကဘော CAS အသာစီယူနိုင်အောင်ပြည်သူမျက်နှာမထောက်ဖဲထိုးစစ်စင်တိုက်ခိုက်နေစေဖြစ်တယ်လို့ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။ ပြည်မြို့နေထိုင်သူတအူကတော့လက်ရှိကကျွန်တော်တို့နိုင်ငံမှာငလင်တန်ခန်းစားနေရတဲ့အချိန်ဖြစ်ပြီးတော့မြန်မာနိုင်ငံကိုနိုင်ငံတကာကတတိထားစောင့်ကြည့်ကယူဆိုင်နေတယ်။ဒါပေမဲ့ NUG PDF နဲ့ EAO တွေကနိုင်ငံရေးအမျက်ထုတ်ဖို့ကြံနေသလိုဟန်ဆောင်အပြည့်ရက်ကြီးညာခဲ့ပေမဲ့လက်တွေ့မှာအပြည့်မရက်ခဲ့ဘူးဆိုတာသတင်းတွေဖက်စီုံနဲ့သိနိုင်ပါတယ်။အပြည့်ခတ်ရက်စီကြီးညာထားပေမဲ့ NUG လက်အောက်ခံအကြမ်းဖက် PDF တွေကတနိုင်ငံလုံးငလင်တန်ခန်းစားနေရပြီး စိတ်တော်ကရောက်နေတဲ့အချိန်နိုင်ငံရေးအမျက်ထုတ်ဖို့အတွက်ပြစ်ခတ်နှောက်ယှက်နေရင်တမတော်ကယ်ဆယ်ရင်တန်းတွေကိုတိုက်ခိုက်ခြင်း၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်ခြင်း၊အများပြည်သူသွာလာနေတဲ့လမ်းတွေကိုမိုင်းထောင်ဖောက်ခွဲအကြမ်းဖက်ခြင်းတွေကိုကျူးလွန်နေရရှိပါတယ်။အဲဒီလိုအကြမ်းဖက်ပြစ်ခတ်မှုတွေပြုလုပ်ပြီးနာဆကတပ်ဖွဲ့ဝင်တွေက ပြစ်ခတ်တဲ့အောင်သတင်းတူသတင်းမှတွေထုတ်ပြန်နေရကိုလည်းတွေ့ရပါတယ်။တနိုင်ငံလုံးကလီယန်တန်တင်ကဲရှာပြီးကယ်ဆယ်ရေးလုပ်ငန်းတွေ နိုင်ငံတကာကလာရောက်တဲ့ကယ်ဆယ်အဖွဲ့အကူအညီတွေနဲ့နာဆာကဘက်ကပူးပေါင်းလက်တွဲလှုပ်ဆောင်နေကြတဲ့အချိန်မှာ NGPDF နဲ့ EEO တွေကပြည်သူကိုမျက်နှာမမူတဲ့အဖွဲ့တွေကနာဆာကအခက်တော်လိုင်းအချက်လိုယူဆနေကြတယ်။ပြည်သူကိုမျက်နှာမမူပဲပြည်သူလူထုတောကကိုဥပက္ခထားပြီးအာနာရရှိရေးလောက်စိတ်ဝင်စားတဲ့လုပ်ရက်တွေကစိတ်ကောင်းချေပြီးခွေသားရောင်းနေကြပါပဲဆိုပြီးတော့ဆိုပါတယ်။ငလျင်ပေးကြမြန်မာနိုင်ငံမှာပြည်သူတွေအခက်အခဲများစွာရင်ဆိုင်နေရတဲ့အတွက် နာဆာကကအပြည့်ခက်ရက်စရေးကြေညာထားခြင်းမှာဒိုင်းသားလန်နဲ့ကောင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကတော့နာဆာကတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခတ်ပြီးထိန်းချုပ်နိုင်အောင်ကြိုးပမ်းနေရတဲ့ပတ်သက်ပြီးတော့တပုံကတပုံအလုပ်ပဲလုပ်နေရဖြစ်တယ်လို့စီရေးစစ်ဝင်စားသူတအုပ်ကအခုလိုမျိုးသုံးသပ်ပြောဆိုထားပါတယ်။ပြုကျင်လိုက်အေးရောရပေါ်တော့ကွာငဝမင်းဒီကောက်နိုင်ငံတော်မှာခက်ခဲဒီကောက်ဖြစ်နေတဲ့ချိန်မှာဒါလို့တာတော့တော်တော်လေးဟိုမင်းဟိုဟာမိုက်ဆိုင်တဲ့ကောင်ကိုပြောလို့ရတယ် ဒီကူမျိုးကမင်းပြောရတော့လူမျိုးရေးမှပြောရင်တော့ရခိုင်ရောတော့မပြောလို့ပါဘူးဒီအေးအေးဆိုရဟိုကန္နကရဲ့ပွဲကြီးကိုမင်းအပြက်မင်းကစော်ဖို့ကိုတင်နေပြီမင်းကြားနေပြီကွာရုပ်တင်နေတာဟိုမှာမင်းအများကြီးမင်းရတယ်လုတ်ခဲ့တာတိုးတမတော်ရီဂေဂီတတာတာဒီမင်းဟာအိနေတာမှမဟုတ်တာ ဒီကနကအပေါ်စီအီကိုကနကအပေါ်စီတမောကတမောပဲကွာဘာမှတိုင်းရင်းသားကိုဘာကနကနေပါရုပ်မနေနဲ့အကြမ်းဖက်အဖွဲ့ရအကြမ်းဖက်အဖွဲ့ပဲဒီကောင်တွေအကြမ်းဖက်ချိန်ညားထားတဲ့ကောင်တွေပဲအကြမ်းဖက်တိုင်းသမားတော့အကြမ်းဖက်အကုန်ကုန်ပါပဲသူကတော့မင်းမဥတွေမရှိဘူးစီမင်းမရှိဘူးသူတို့ကဟုတ်လားသူတို့ကဘာသူတို့ပြောနေတာဟိုဂျီနီဖာကွန်ဗန်းရှင်းတုတ်ပြန်ထားတဲ့ဘာစီရေးဘဝစစ်ပွဲတွေနဲ့ဘာဥပဒေတိုင်းနိုင်ဒီကောင်တွေဘာမှနားခဲ့တဲ့ကောင်တွေမဟုတ်ဘူးကိုကလည်းသူ့ကိုဥပဒေနဲ့ ဟိုတိုက်ကုန်မရဘူးဥပဒေတွေပါမှရုပ်မနေအဲ့ဥပဒေကိုချိုးပေါက်နေချိုးပေါက်အောင်ပါပဲကိုယ်ကစွန်နေစွန်ရမှာပဲဟိုစစ်စုကနိုင်မှုအရေးကြီးတယ်ရှုံးမှုမရဘူးကွာဟုတ်ကဲ့ဟုတ်ကဲ့စစ်ရှုံးတာနဲ့မင်းကတမိုင်းကြောင်ပြောင်းသွားတာပဲဟေးငလင်းပေးကြပြည်သူတွေကိုကိုယ်နေထောက်ပံ့ပေးနိုင်အောင်နာဆာကကအပြည့်ရထားချိန်မှာတိုင်းသားလည်းနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေရဲ့ထိုးစစ်စင်တိုက်ခိုက်မှုတွေကြောင့်နာဆာကရဲ့စကန်တွေလည်းလွတ်ပေးခဲ့ရပြီးနာဆာကရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကိုနာဆာကကိုအားပေးထောက်ကမ်းသူတွေကြောင့်မှလည်း အမလို့အမရဖြစ်နေတယ်လို့သိရပါရဲ့ရှင်။